မေတ္တာကိုလေ့ကျင့်ခံလုပ်တဲ့အနည်းတစ်ခုတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတာမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗိတ္တံအဝေရာဟွန်တုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူး မေတ္တာလေးခြင်းငံဝင်ပြီဆိုတာ meditation အလုပ်ကိုလောရမှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေးခြင်းအာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေးခြင်းရမယ်တည်သွားတဲ့လူနဲ့မလေးခြင်းလို့မရဘူးဒီဘဝမှာလက်ရှိရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေးခြင်းရကောင်းပြီလေးခြင်းမယ်ဆိုလို့ရှိရင် ုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်စေပုဂ္ဂိုလ်တည်တဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထဲမှာတည်တဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးတည်သွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေးကျင့်ပြီးတော့တို့ယူခြင်းနဲ့ဆိုလို့ရှိရင်အဲတည်တဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့လိုရွေးတဲ့အခါမှာလည်းပဲ လူကို၃မျိုးလောက်ခွဲလိုက်၃မျိုးလောက်ခွဲလိုက်တဦးကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတဦးဟိုတဦးကခင်လည်းမခင်မုံလည်းမမုံနဲ့တာမန်ပုဂ္ဂိုလ်နောက်တဦးကမုံတဲ့ကိုရံသူဟော၃မျိုးခွဲလိုက် ပုဂ္ဂိုလ်သုံးစားရှိလူတိုင်းလူတိုင်းဟာဒီလိုသုံးစားရှိနေမှာပဲအများအားဖြင့်ဒါရေကုန်ရအားဖြင့်ပြောရတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင်ကိုနဲ့ခင်လဲမခင်မုန်းနဲ့မမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ် ။ဘာဖြစ်လို့လို့ဆိုတော့သူ့ဘောမှာခင်မမခင်တာကိုအဲ့တော့သူ့ဘောသူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့။ရန်သူကိုရွေးမလားဆိုတော့ဟာရန်သူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲ။မေတ္တာပြုလို့မရဘူး။ဒါကြောင့်မို့ရန်သူကိုလည်းမရွေးနဲ့။အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့။ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကစား 阿里巴巴云。<noise> <noise> <noise>